နုပညာကိုအထင်မကြီးတာလေအဲကျွန်တော်ကိုအထင်မကြီးကျွန်တော်ရဲ့နုပညာကိုအထင်မကြီးတာဆိုတော့ဟိုကအမအဆလွဲနေပြီဟုတ်လားအဲ့ဒါနုပညာကိုအထင်မကြီးတာပဲအဲ့လိုရေးတဲ့တစ်ချိန်တိုင်းပောက်တယ်ဆိုတာလေဘယ်လိုပြောမလဲတူကစေတနာတူကမြစ်တာပေါ့နော်အဲကျွန်တော်ကတခုရှိတာကျွန်တော်တစ်ချိန်ကျွန်တော်တစ်ချိန်လာအပ်ပြီဆိုကျွန်တော်ရေးပြီးသားမပြဘူးရေးပြီးသားဆိုဘာလို့ရေးပြီးသားတိုင်းကလည်းကျွန်တော်တော့ပဲဖြစ်တယ်ကျွန်တော်တို့လည်းဘလောက်ပဲယူဘလောက်ပဲယူတသိမ်းပဲယူတကောင်းပဲယူဟာလားဘလောက်ပဲယူကျွန်တော်တို့ကျင်တတ်တဲ့ အနုပညာချင်းနဲ့လာအပ်တာဖြစ်တော့တဲ့ကြောင့်ကျွန်တော်တို့ကလည်းသူတို့ကလည်းပတ်စံကုန်သားတို့လိုကျွန်တော်တို့ကလည်းပြန်ပြီးတော့ပေးဆက်ရမယ်ပေါ့နော်သူတို့အတွက်စိတ်နစ်ပေးတယ်ရေးပေးတယ်အဲလိုကြောင့်အဲအဲ့လိုတူဝါစေတနာတူဝါမေတ္တာနဲ့တွေ့လို့ကောက်တယ်လို့ထင်ပါတယ်ဟုတ်အနုပညာတန်ဖိုးဖက်တာလည်းသူတို့စိတ်နဲ့သူတို့တော်အောင်ပါလေသူတို့တန်ဖိုးဖက်ရင်အနုပညာရဲ့အနုပညာအောင်ဆောင်တဲ့နှက်ကသူတို့လက်ပြန်ကင်လိုက်ပါကိုကိုကိုအဓိကကိုစစ်မှန်နေရအဲအဲ့လိုကိုလာဖြတ်လဲကိုဘက်ကဘာမှဖြစ်ကြမှာမဟုတ်ဘူးအဓိကသူတို့သူတို့ကဒီအနုပညာပုံကိုလေးစားရင်အနုပညာကို လာပြီးတော့အခြေဖြတ်တယ်ဆိုတော့ဟိုပါသူတို့နည်းညာပါမလေးစားလို့လေးစားရင်သူတို့ပဲတစ်ချိန်ကျရင်ဒီရာထိမှာပဲပြည်ကျွန်မကျွန်တော်အချင်းလေးနှစ်ပုတ်ပေါ့နော်ဇောင်းဝင်ပေးဖြစ်ပါတာဒီအတွက်အရင်သေတာဖိတ်ပေးလို့ပေါ့နော်လာခဲ့တာပါဒီဒီကလာတော့ပထမကျွန်တော်ကဒီအချင်းကိုပေါ့နော်ပထမရေးပေးမလို့အစ်စ်ရေးပေးမလို့ပဲဒါပေမဲ့အရင်ကဟိုတာတာအញ្ញံလို့တာပေါ့နော်အញ្ញံလို့လဲဆိုတာတာပေါ့နော် ့ဒါနဲ့နေရာနဲ့လိုက်မယ်ဆိုတော့သူဇလန်လေးပြောပြတဲ့အခါမှာကျွန်တော်ဖြစ်ရမှာပေါ့နော်ကျွန်တော်တခြင်းလေးပောက်ပြီးသားရရပါမယ်ဖြစ်ရမှာတခြင်းလေးကိုကျွန်တော်ပြတဲ့အခါမှာအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တခြင်းထဲမှာကျတော့ကောင်မလေးကဘယ်လိုပြောမလဲဘယ်လိုပြောတေဝါပဲမယ်လေညာကနေမှတေဝါတဲ့ပုံစံပုံစံမျိုးဆိုတော့ဘယ်လိုပြောလဲတော့မသိဘူးဒါပေမဲ့တခြင်းနောက်တစ်ပုဒ်လောက်ထပ်ပြပါအောင်ဆိုတော့ကျွန်တော်အစ်စ်ထဲရပါတော့โอเคဆိုပြေဆိုတဲ့တခြင်းလေးသူက left sin လေးထဲမှာလည်းထည့်ခြင်းတယ်ဆိုတော့အပျော်တခြင်းလေးပေါ့နော် အဲ့ဒီချင်းလေးထပ်ပေးပြလိုက်တော့နှစ်ပုတ်လုံးပါသွားတယ်ကျွန်တော်ဆိုထားတာဆိုရင်တော့သုံးပုတ်လောက်ပါတယ်သုံးပုတ်ကျွန်တော်ရေးထားပေးတာဆိုရင်ရေးထားပေးရည်လည်းပါတယ်မေ့ပါလို့အဲ့ကျွန်တော်အမမမောင်လေးဆိုရင်လည်းကျွန်တော်ပါတယ်အဲ့သူလည်းပါမယ်သူ ਆ ကြတော့ဟိုမြင့်မြင့်ကိုမြင့်နဲ့အဲတက်စုံညီနဲ့ဟမ်တက်စုံညီနဲ့ကားမှာသူပကိုလူစိုးရေးတချင်းလေးပေါ့နော်အဲဇောင်းဝင်လေးပါလာတယ်အေးနားလာတော့အခုမြင်ပါရမယ်သူကကြုံမှုရဲ့မြန်မာလေးကမကြုံမှုတဲ့အဲ့ ကြည့်ရချင်းမှာကိုချင်းပါလာတဲ့ခန္ဓာချက်ကဘယ်လဲတော့ပြောတတ်တယ်ပြောပါတယ်ဟိုပြောတယ်ဆိုဝမ်းသာတယ်ပေါ့နော်အဲဒီယုံယုံရင်းကားမှာပါတဲ့အတွက်ပြောပြောပါတယ်ပေါ့အဲ့လောက်ပါပဲရေးတဲ့တစ်ချိန်တိုင်းပောက်တယ်ဆိုတာလေဟိုဘယ်လိုပြောမလဲတူကစေတနာတူကမြစ်တာပေါ့နော်အဲကျွန်တော်ကတခုရှိတာကျွန်တော်တစ်ချိန်ကျွန်တော်တစ်ချိန်လာအပ်ပြီဆိုတော့ကျွန်တော်ရေးပြီးသားမပြဘူးရေးပြီးသားဆိုဘာလို့ရေးပြီးသားတိုင်းကလည်းကျွန်တော်အတွက်ပဲဖြစ်တယ်ပေါ့နော်ဒီလူကလာပြီဆိုရင်ဒီလူရဲ့ကံနဲ့ကျွန်တော်ရဲ့စမ်းနဲ့ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့် ဟိုဘယ်လိုပြောမလဲသူ့ကိုကျွန်တော်တို့က तू ပြောတဲ့ပုံစံ तू ဘယ်လိုလိုချင်တာလဲအရင်မေးရပါဘာရေးပြီးမှသူ့အတွက်ရေးတဲ့တခြားဖြစ်တော့တကြောင်သူ့အတွက်ပဲအဲဘယ်လိုပြောမလဲယူရပြီးဖြစ်ရမယ်ပေါ့နော်ယူရေးရမယ်အဲ့လိုရေးပေးတာလေသူတင်းတင်းကမ်းမရှိဘူးမရှိဘူးဟုတ်တယ်အဲ့တော့ तू ကကျွန်တော်ကျွန်တော်တို့လည်းဘယ်လိုပဲဖြစ်ဖြစ်ဘယ်လောက်ပဲယူတသိမ်းပဲယူတကောင်းပဲယူဟာလားဘယ်လောက်ပဲယူကျွန်တော်တို့ကိုကျင့်တတ်တဲ့ အနုပညာချင်းနဲ့လာအပ်တာဖြစ်တော့တကြောင်ကျွန်တော်တို့ကလည်းသူတို့ကလည်းပတ်စံကုန်နာသလိုကျွန်တော်တို့ကလည်းပြန်ပြီးတော့ပေးဆက်ကမယ်ပေါ့နော်သူတို့အတွက်စိတ်နစ်ပေးတယ်ရေးပေးတယ်အဲဒါကြောင့်အဲအဲ့လိုတိုးဝါစေတနာတို့ကမေတ္တာနဲ့တွေ့လို့အောက်တယ်လို့ထင်ပါတယ်ဟုတ်ဘလို့လို့ကြီးမှာပဲ short ကျိုးဆိုကျွန်တော်တို့သတ်မှတ်ထားရခြေတက်ဖို့ short တာနဲ့ဒီမထောက်ကျိုးွားတာအဲ့လိုမျိုးဒါကျွန်တော်ကလည်းဝါသနာချင်းတူတဲ့လူလူချင်းရှင်မချင်းတူတဲ့လူမျိုးဆိုတော့လေဘယ်လိုပြောမလဲဟိုသူတို့ပြောလိုက်လို့ရှိရင်လုတ်ပေးလိုက်တာများတယ် ဟိုတချင်းလေးထွက်ချင်တယ်ဆိုတော့ကိုကြီးရဲ့တမီးတမီးအမောင်လေးအကိုကတချင်းလေးဆိုချင်တာအညီလေးရေးတာဆိုချင်တာဆိုတာနဲ့ပဲအဲဟိုဘယ်လိုပြောမလဲအဲ့ကောင်ကနုပညာချပေးလိုက်ပြောလိုက်ရင်တော့မှပဲသူကညီလေးရဲ့ရှော့ပေးပါအောင်ဆိုတာနဲ့အော်လို့ပေးလိုက်ပါမယ်သူတို့ဆိုချင်တာဆိုတော့အဲ့ဝါသနာပဲနော်နုပညာချရအဓိကမဟုတ်ဘူးဟုတ်တယ်အဲ့လိုမျိုးအဓိကလှုပ်ချင်တဲ့စိတ်ပါရှိရင်ကျွန်တော်လက်ကမ်းပြီးသားပဲအဲ့လိုမျိုးနုပညာတံမိုးဖြတ်တာလည်းသူတို့စိတ်နဲ့သူတို့ပြောအောင်ပါလေသူတို့တံမိုးဖြတ်ရင်နုပညာရဲ့ အလုံးမညာဆောင်းတဲ့နှက်ကပဲတို့ black ပြန်ကြိုင်လဲကိုကိုကိုအဓိကကိုစစ်မှန်နေရအဲ့လိုကိုလာဖြတ်လဲကိုဘက်ကဘာမှဖြစ်ကြမလို့အဓိကတို့တို့ကဒီလူပညာပုံမလေးစားရင်လူပညာကိုလာပြီးတော့အချင်းဖြတ်တယ်ဆိုတော့ဟိုပါတို့လူပညာပုံမလေးစားလို့မလေးစားရင်တို့ပဲတစ်ချိန်ကျရင်ဒီရာထိမှာပဲပြန်ကိုဖြစ်တယ်ရာလူမရှိရဘူးနော်လူပညာကိုအချင်းမကြည့်တာလေအဲကျွန်တော်ကိုအချင်းမကြည့်ကျွန်တော်ရဲ့လူပညာကိုအချင်းမကြည့်တာဆိုတော့ဟိုပါအမအဆလွဲနေပြီဟုတ်လားအဲ့ဒါလူပညာကိုအချင်းမကြည့်ရဘူးအဲ့လို